ကပ္ပစီအကြီးဆုံးဗဒမားရီနဲ့တူနေသမီလီလာချောမောလှပတဲ့တတို့သမီးနဲ့မင်္ဂလာဆောင်ခွင့်ရခဲ့တဲ့မြမဟောပါစီပွားရေးလုပ်ငန်းစုတာကြီးရဲ့မင်္ဂလာပွဲတတို့သမီးလေးကနေသမီလီလာလှပနေလို့အင်တာနက်ပေါ်မှာလူပြောများနေတာကမြမဟောပါတက်မြင့်ဩစာလုပ်ငန်းစုကုမ္ပဏီရဲ့တာကြီးမင်္ဂလာပွဲပါအခုချိန်ဟာမြန်မာနိုင်ငံမှာဝါလာကင်းလို့တည်င်းကျွမှုမင်္ဂလာပွဲတွေပြိုင်ဆိုင်ကျင်းပနေကြတာဖြစ်ပါတယ် ဒီလိုမင်္ဂလာပွဲတွေအများကြီးထဲမှာပြည်သက်တွေလူပြောများနေတာကစွပြည့်တစင်တဲ့ဟဲဝီယန်တို့ရဲ့မင်္ဂလာပွဲပြင် အခုချိန်မင်္ဂလာလက်မှတ်ထိုးလိုက်တဲ့မေပချင်နဲ့ခင်မုန်းတဲ့ကိုမျိုးကိုကိုရင်းရဲ့မင်္ဂလာပွဲပါပဲ။အဆိုပါနုပညာရှင်တယောက်ရဲ့မင်္ဂလာပွဲမှာပြည်သက်တွေကဟဲဝီယန်နဲ့စွပြည့်တစင်တို့ရဲ့တရုတ်ပြည်ရေကဲတောင်ထေကာပရီဝက်တင်ဖက်ရှင်ကဘလုံးမေပချင်ကမင်္ဂလာလက်မှတ်ထိုးပွဲမှာရွှေရင်တော်ဝတ်စုံတဲ့လူတွေကိုကခိုင်းတာစားတဲ့ပြင်စုံလို့ပါပဲ။ ဒါပေမဲ့အခုအဲ့ဒီနုပညာရှင်တွေရဲ့မင်္ဂလာပွဲကိုတော့တာလွန်သွားလောက်ဖြစ်သွားစေမယ့်အခမ်းအနားဆုံးမင်္ဂလာပွဲကြီးတစ်ခုပေါ်ထွက်လာခဲ့ပါတယ်။ဒီပွဲကတော့အနုပညာရှင်တွေရဲ့မင်္ဂလာပွဲမဟုတ်ပေမဲ့မြန်မာနိုင်ငံထိပ်တန်းစီးပွားရေးလုပ်ငန်းစုကြီးတစ်ခုကတာရင်မင်္ဂလာပွဲပါ အနာကတော့တတူသားမောင်ပြေစုံနဲ့တတူသမီးမဆုလက်ထွန်းတို့ရဲ့တော်ဝင်စုလျားရပ်ပတ်မင်္ဂလာခမ်းနာကြီးပါပဲတတူသားမောင်ပြေစုံကတော့တခြားသူမဟုတ်ပါဘူးမြမဩဘာစီပွားရေးလုပ်ငန်းစုကြီးရဲ့တာကြီးဖြစ်ပါတယ်မြမဩဘာဆိုတာ ਨੇ မြမနိုင်ငံစိုက်ပျိုးရေးလောက တောင်သူဦးကြီးရဲ့ကြားမှာမသိသူမရှိသလောက်နာမည်ကြီးတဲ့ဓာတ်မြော်စာကုမ္ပဏီကြီးပါပဲဒီလောက်ကြီးမားတဲ့လုပ်ငန်းစုကြီးရဲ့တာမင်္ဂလာပွဲဆိုတော့သူ့ရဲ့ကြီးကျယ်ခမ်းနာမှုကတော့ပြောစရာမလိုလောက်အောင်ပါပဲ ဒီမင်္ဂလာပွဲမှာလူများဆုံးအန်အိုတချီပြောနေကြတာကတော့တတို့သမီးမဆုလဲ့ထွင်အလားတရားပါပဲတကယ်ကိုနေသမီးလေးတပါလာထင်မဲ့ရလာအောင်ကိုလှပပြီးသူမဝစ်စင်ထားတဲ့ဝတ်စုံနဲ့ယရနာတွေကလည်းမျက်စိကျိန်းလောက်စရာပါပဲတတို့သမီးရဲ့ထမ်းမသိမ်းဝတ်စုံကိုရွှေရောင်ဟင်းတာဒီဇိုင်းနဲ့ဖန်တီထားပါတယ်အထူးသဖြင့်ပြောစရာဖြစ်နေတာကတော့ကမ္ဘာစီကြီးဆုံးအဆင့်ဝင်တဲ့မိုးကုတ်ဗရမ်းများစစ်စစ်တွေပါတတို့သမီးစင်မြန်းထားတဲ့လေဆွဲကြီးဟာဘီလီယံနဲ့ချီတက်မှုရှိတဲ့ဗရမ်းများလေဆွဲကြီးဖြစ်တယ်လို့သိရပါတယ် ဒါနဲ့မကသေးပါဘူးဝိစုံရဲ့ခြုံပေါ်ဝါပေါ်မှာတော့ဟင်းတန်ယုံလေးတွေကိုပရိန်ပညာနဲ့ထည့်သွင်းဖန်တီထားပြီးလက်ကန်ချဘူးပန်းစီလေးကိုတော့ဗရမစိန်မြရတနာသုံးမျိုးပေါက်ဆက်ပြီးဖန်တီထားတာကတော့သူတို့ရဲ့ကြွယ်ဝမှုကိုတတ်သိပြနေသလိုပါပဲ တတို့သမီးရဲ့ချုံမြင့်တဲ့အလာကိုဒီလိုထင်ွားတဲ့ယတနာရင်းနဲ့ပေါင်းစလိုက်တဲ့အခါမှာတကယ့်ကိုထက်ဆင်ပိုလာသွားစေပါတယ်။ဒီပွဲဟာဘလောက်တိတ်သိစိတ်ပြင်ဆင်ထားတယ်လဲဆိုရင်တခြားမင်္ဂလာပွဲတွေလိုတာမန်တချင်းဖွင့်တာမျိုးမဟုတ်ဘဲတတို့သားတတို့သမီးပွဲထွက်လမ်းလျှောက်ဖို့အတွက်ထိတဲ့ရေးဆက်ထားတဲ့ဟင်းတာဆိုရင်တချင်းတစ်တပုံးနဲ့ပွဲထွက်ခင်တာဖြစ်ပါတယ်။ သူရင်မင်္ဂလာဝတ်စုံဒီဇိုင်းကစားအခမ်းအနားပြင်ဆင်နောက်ဆုံးတချင်ဆုံးတယောက်နဲ့တယောက်မျက်နှာတမူးထားကြတဲ့ဟင်းတာမောင်နှံကိုတင်စားပြီးခန္ဓာကြီးကျယ်စွာကျင်းပလိုက်တာဖြစ်လို့တကယ်ကိုအတိတ်ပဲပြေဝလာပါတယ်အခုလုံမြမဟောပါလုပ်ငန်းစုတင်ရဲ့တာချင်းတတူသားပြည်စုံနဲ့နေသမီးလေးလို့လာပါတယ်တတူသမီးစုလဲတို့ရဲ့မင်္ဂလာပွဲကိုမြင်တွေ့ရတဲ့ပရိသတ်တွေကတော့သူတို့ရဲ့ကုသိုလ်ကံကိုမူတည်တောင်ပွားပြီးပီတိဖြစ်နေကြပါတယ် ။ယခုကြည့်ရှုနေတဲ့ပရိသတ်တွေကရောတတို့သားနဲ့တတို့သမီးတို့ရဲ့ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲကိုအားကျနေကြပြီလား။ဒီလောက်ခမ်းနားတဲ့မင်္ဂလာပွဲမျိုးမြန်မာနိုင်ငံမှာတွေ့မြင်ရခဲ့တဲ့ပုံဘလို့ခန်းစားလဲဆိုတော့ကို comment မှာဟိုရောင်ပြောကြားသွားကြပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်။